Hello guys, welcome back to my channel. This is Drew. In this video, I'm gonna talk about how to improve your dribbling skill by this simple exercise. Alam mo mga laba, jano Drew ba? Dini video maro jano kung ano matay out ba di dribbling skill o kung ano bilo ang mga surawo pio pio pito ang chipa eh. Jano ay tulu di video sa unyo like jila. Come on, let's go. traveling ကောင်းပြီလို့ရှင်တော့ကျွန်တော်တို့ပမာဆုံး train မှာတက်ပြီးပါဘောလုံးကိုတက်ပြီးဆွဲတဲ့အခါမှာကျွန်တော်တို့ချိန်ညက်ပြီးတော့ကောင်းမွန်နေအောင်ကျွန်တော်တို့ train ရဖြစ်ပါတယ်ကျွန်တော်တို့ messi ပဲဖြစ်ဖြစ် ronaldo ပဲဖြစ်ဖြစ် neymar ပဲဖြစ်ဖြစ်ချစ်ချီပါတို့ရဲ့ traveling ကောင်းနေဆိုတာကတို့ရဲ့တက်ပြီးကဒါညက်လွန်လာပါကျွန်တော်တို့ကျွန်တော်ပမာဆုံးကျွန်တော်ပြမအောင်ဆုံးတက်ပင်ကိုပဲခြေထောက်နဲ့ဆွဲမယ်ပြီးလို့ရှိရင်ညခြေထောက်ဆွဲမှာဖြစ်ပါတယ်။ One stop ဒုတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဒီ Indian Star ဒီ Indian Star ရဲ့ final skill group ဖြစ်တဲ့ဒီဒီချစ်ကွင်းတစ်ခုတုံးချပြီးတော့ကျွန်တော်တို့ dribbling ကိုသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့လိုက်ကြည့်လိုက်အောင် ော့တတိယမြောက်တစ်ခုအနေနဲ့ဒီ outside food ကိုသုံးပြပြီးတော့ကျွန်တော်တို့တက်ပြီးသွားမှာဖြစ်ပါတယ်ဟုတ်မလားကျွန်တော်တို့လည်းကြည့်လိုက်အောင် ားမြောက်တစ်ခုနဲ့ကျွန်တော်တို့ဒီပထမပလုတ်တဲ့ Indian star ဟာရယ်ကျွန်တော်တို့ outside food တွေသွားတဲ့ဟာရယ်ကိုပေါင်းပြီးတော့ inside တစ်ခုလုပ်မှာ inside outside ပါဒီ inside outside ကဒီရန်ကိုပြောပြမယ် match approach ဖြစ်တယ်ဒီဘောလုံးကွဲမှာရန်သုံးဝင်လဲ skate foot ဖြစ်တယ်အဲကျင်းတဲ့ချက်ရောက်လာပြီဆို inside ရေးသုံးထင်မယ်ပြီး outside ဖိတ်ပြိုက်ထွက်သွားမယ် outside နဲ့သုံးထဲ inside နဲ့ပြန်ဖိတ်ပြိုက်ပြန်ဝင်ဒီလိုဟာမျိုးကျွန်တော်တို့ဒီမှာချိန်မှာဆိုပါတယ်ကမ let's go โอเคနောက်တဲ့ဒီ scale တစ်ခုကတော့ဒီ driveling scale မှာပြိုင်ဘက်ကိုကြော်ဖြားတာအရင်လွယ်ကူရယ်တက်တော့တတာဖြစ်တယ် fluent ဖြစ်တယ်လူအများဆုံးအသုံးပြုကြရယ်ဥမာ especially winger တွေ winger တွေအထူးသဖြင့်တောင်ပင်ကစားသမားတွေအထူးသဖြင့်အသုံးပြုကြရယ် start over scale ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီ start over scale က Ronaldo, Messi, Neymar, Ronaldinho ရှိတယ်မြအစားရှိတဲ့နာမည်ကြီးကစားသမားတွေအားစားဟုတ် ဟို entry level ကစားသမားတွေဆိုကျွန်တော်တို့အသုံးပြုကြတဲ့ step over skate ကိုဖြစ်ပါတယ်။ Okay ကျွန်တော်တို့ rule like ကြည့်လိုက်အောင်ဟုတ်စတော့ဘာရဲ့အဓိက ပထမအဆုံးတစ်ချက်ကတော့တို့တပ်ပင်ဆဆွဲတဲ့စတောင်းနဲ့ဆက်ပြီးတော့ဝိုင်းအောင်ဖြစ်ပါတယ်ပြီးရင်နောက်တစ်ပတ်နဲ့တို့ထွက်အောင်ဖြစ်ပါဒါပေမဲ့မှတ်ထားဖို့လိုတာကတို့တပ်ပင်ဆဆွဲတဲ့စတောင်းနဲ့ဝိုင်းပါမဟုတ်လို့ရှိရင်ခင်ဗျာဒီရန်သူကစားသမားကိုအချိန်ပိုပေးလိုက်လို့ဖြစ်ပါတယ်ဥပမာကျွန်တော်တပ်ပင်ဆဆွဲတဲ့စတောင်းနဲ့ဝိုင်းမယ်ဆိုရင်ညံတယ်တပ်ပင်ဆဆဆွဲတဲ့စတောင်းမဟုတ်ဘူးဆိုရင်ရန်သူဒီဖန်တာကိုဒီကောင်ဒါလောက်တော့မှာဆိုတော့ ဆွဲကူတိသွားသေးတယ်ဘာလို့လဲဆိုတော့ကျော်တက်ပင်ဆွဲတဲ့ခြေောက်မလို့ရှိသူကဒီဘက်ကိုယဉ်ယူရဲဒီဘက်ကိုယဉ်ရတယ်တက်ပင်ဆွဲတဲ့ခြေောက်နဲ့ကြတော့ဆွဲရင်းနဲ့တခါတယ်ဝိုင်းလိုက်တော့နောက်တစ်ခုက face shot face shot ကကျတော့ကျွန်တော်တို့ဒီ striker တွေရောတောင်ပံကစားသမားတွေရော midfielder တွေရောမှာအသုံးဝင်တဲ့ dribbling skate ကိုဖြစ်တယ်သူကကံမလို့ပြပြီးတော့ကျွန်တော်ဘောင်းဆွဲပြီးတော့ဒီမှာဖြစ်ပါတယ်ကံမလို့ပြပြီးတော့ကျွန်တော်ဘောင်းဆွဲပြီးဖြစ်ပါတယ်ကျွန်တော်က balik ဒီ session guide ထိတ်နာရောက်နေပြီဥမာ mid feeder ပြ attack in mid feeder ဆိုတဲ့လူပဲဖြစ်ဖြစ်သူက cam လိုပြတယ် face shot လုပ်တယ်ပြီးလို့ရှိရင်အဲ့ချိန်ကြမှာရွှေ့ပြီးတော့ဘူးတယ်ကိုကန်ထည့်တယ်ဒါမျိုးဒီမှာအသုံးဝင်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့လည်းလိုက်ကြည့်လိုက်အောင်ကံလို့ပြရဲစပါးဆွဲတယ်ကံလို့ပြရဲစပါးဆွဲတယ် နောက်တစ်ခုကတော့ဒီ invest step over ဖြစ်ပါတယ်ဒါ step over ကတွင်းကနေပြင်ဝိုက် invest step over ကတွင်းအပြင်ကနေထဲကိုပြင်ဝိုက်ကျွန်တော်ဒီ invest step over လေဒီ winger တွေဒီ striker တွေမှာဒီလိုကောနာတိုင်နာရောက်နေတာကိုဒီကောင်ကအများအရန်ကိုဘလို့အသုံးဝင်တဲ့ step over တစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ရန်သူက follow မမြင်ရဘူးရန်သူကကိုယ့်ရဲ့ဒီ upper body movement နဲ့ lower body movement ဒီခဏကိုပေါ်ပိုင်းလှုပ်ရှားမှု၊ပိုင်းလှုပ်ရှားမှု၊ तू က focus ထားပြီးကြည့်နေတဲ့အချိန်မှာ तू ကဒီဘက်ကိုခွဲပြပြီးတော့ဒီဘက်ကိုထွက်သွားလို့ရှိရင်ခါကနေဟင်းနဲ့ကြံခဲ့ရတော့ဒီ defender ကဒီလို skill မျိုးကိုအများဆုံးဒီ um Leon Messi um Ronaldinho ဒီနေ့မှာဒီ Dog Leg Costa အဲ့လိုစရှိရတဲ့ဒီ dribbling ကပိုင်နေကောင်းကြီးအဲ့လိုဟို Sanchez Arsenal မှာစားပါတယ်အဝင်းကပြီးလို့ရှိရင် ဒီ temple ရို့ body fake ပေါ့နော်ဒီကတော့ body fake ပါဟောအရန်သုံးကြဖြစ်ပါတယ်အရန်လည်းအသုံးဝင်ပါတယ်ကျွန်တော်ပွဲထဲမှာသူ့တစ်ပြက်လို့ corner တိုင်နာရောက်နေတာလို့ defender ကိုအနောက်လိုက်လိုက်ကိုကသူ့မမီတို့ shoulder ချက်လဲကြည့်လိုက်မယ်ပြီးလို့ရှိရင်သူကဒီဘက်လာတယ်ဆိုရင် okay ငါဒီဘက်သွားပြအဲ့ဒါကျန်သူကဒီဘက်လာတဲ့အချိန်မှာကိုကဘောပြန်ထွက်သွားတယ်ဟိုကျွန်တော်တို့လိုက်ကြည့်လိုက် ဆက်ပါလေကျွန်တော်တို့ဒီဘက် white map ဒီဘက် twin နဲ့ပြန်ထွက်မယ်။ဒါမှမဟုတ်လို့ရှိရင်ညာခြေတောင်းနဲ့ white map ညာခြေတောင်းနဲ့ပြန်ထွက်မယ်။ဟုတ်လားအခုဒီ football intelligence ရှိရင်ရှိသလိုကိုယ့်ရဲ့ဉာဏ်ဉာဏ်သွေးရှိသလိုဒါတုံးချသွားလို့ရမှာနော်။ဒါပေမဲ့ကျွန်တော်ကျော်တော်ပြောသလိုပဲဒီဘလင်ကောင်းခြင်းတော့ကျွန်တော်တို့ကဒီတက်ပင်ကိုခရမ်းရေးကြည့်ပါရဲ့တက်ပင်ကိုရှင်းဖို့အတွက်အရန်လိုအပ်ပါတယ်။ပြီးရင်နောက်တော့မှတ်တာမှတစ်ခုပါကျွန်တော် ဒီဒီလို free style တွေတယောက်တည်း individual trainer တွေကတင့်ကိုပြည့် skill ကိုဘယ်လိုပြောမလဲမတိုးတက်စေဘူးပေါ့နော်တိုးရတိုးတက်စေရယ်ဘယ်လိုပဲတိုးတက်စေရယ်ဆိုတော့ဒီခန္ဓာကိုယ်ဒီ movement တွေကိုမှတ်မိလာတယ်ဟောပို့ပြီးတော့ဟိုကိုကိုလုံးနဲ့ကိုနဲ့တရားနဲ့ပို့ဖြစ်လာတာရှိတယ်ဒါပေမဲ့ဘယ်အချိန်မှာတုံးရမလဲဘယ်လိုနေရာတွေမှာတုံးရမလဲဘာကြောင့်တုံးတင်လဲဆိုတာကတော့ကျွန်တော်ပွဲကစားတဲ့ခါမှာ11မီ11ကစားတဲ့ခါမှာ 9v9 8va ဆိုတော့ကိုယ့်အကို experience ကတင်ယူရမှာဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့ individual player တယောက်ချင်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တင်ယူတဲ့ပုံစံ experience အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့တင်တို့ရဲ့ dribbling skill တွေကိုတိုးတက်စေမှာဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီလိုမနားမလည်လိုက်တာရှိလို့ရှိရင်ဟိုတိကျနေတာရှိလို့ရှိရင် comment မှာမေးထားပေးကြပါ။ ပြီးတော့ကျွန်တော်ရဲ့ဒီ channel လေးကိုလည်း like subscribe follow လုပ်ထားပေးဖို့မမေ့ပါနဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုမှပြန်လဲတွေ့ကြပါ